ပေါ်ဆန်းဆန်ဈေးနှုန်းတည်ငြိမ်ရေးအတွက်နိုဝင်ဘာ26ရက်မှစ၍အိမ်ရောက်ပို့စနစ်ဖြင့်ရောင်းချပေးမှာဖြစ်ကြောင်းမြန်မာနိုင်ငံဆန်စပါးသင်္ချုပ်ကထုတ်ပြန်ပါသည်။ရန်ကုန်တိုင်းဒေသကြီးအတွင်းပေါ်ဆန်းဆန်ဈေးနှုန်းများတည်ငြိမ်မှတ်ကန်စေရေးအတွက်2025ခုနှစ်နိုဝင်ဘာ26ရက်မှစတင်ပြီးစားသုံးသူအိမ်အောင်စုများထံသို့အိတ်အကြီး108ပေါင်24ပြီအားအိမ်ရောက်ပို့စနစ် home delivery ဖြစ်၎င်း အိတ်အသေး30 kg 5 kg များအားရက်ွက်များဈေးများတို့လှည့်လည်ရောင်းချမှုကို၎င်းမြန်မာနိုင်ငံစံစမားအသင်းချုပ်မြန်မာနိုင်ငံစံစမားကုန်သည်များအသင်းတို့ပူးပေါင်း၍ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါသည် ရန်ကုန်တိုင်းဒေသကြီးအတွင်ပေါ်ဆန်းဆန်ရွှေဘူပေါ်ဆန်းအေယာဝတီပေါ်ဆန်းတို့လောင်းဖြန့်ပြူးရောင်းချနေသူများလက်လီဆိုင်များအနေဖြင့်မြန်မာနိုင်ငံဆန်စပါးကုံတဲများအသင်းဝါရန်ကုံစီတိုင်းတို့နဲ့ဆက်သွယ်ပြီးအစီအစဉ်တွင်ပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်းမိမိတို့လက်ဝဲတို့လောင်းထားသောပေါ်ဆန်းဆန်များအားပစ္စည်းမှန်ဈေးနှုန်းမှန်အရေးသွေးမှန်စွာဖြင့်ဈေးကွက်အတွင်းသို့စင်ဆက်မပြတ်ထုတ်ရောင်းပေးရနှင့်တို့လောင်းဈေးနှုန်းမြင့်တင်ရောင်းချခြင်းများလုံးဝမပြုလုပ်ရန်အတိပေးအကြောင်းပါရှိပါသည်။ စီဝါရေးနဲ့ကုသရေးဝန်ကြီးဌာန၏24ရက်ဆယ်လပိုင်း2024ရက်စွဲပါအမိတ်အမှတ်82မြင်းဆောင်2024အရာစီဝါရေးအလို့ငါဆန်စပါးတူလောင်မှုကိုမြန်မာဆန်စပါးအွန်လိုင်း www. myro.com.mm မှာမှပုံတင်ရမှာဖြစ်၍တုံလောင်ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းများအနေနဲ့ MIRO စနစ်တွင်မှတ်ပုံတင်ရန်ကုံရကုံထောကုံလက်ကျန်စည်းများကိုလဆင်လာဆန်းတရနေ့မှ9ရက်နေ့အတွင်းစည်းရထက်သွင်းရန်တို့အားမပြတ်မကွက်လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းထပ်မံ၍အတိပေးပါရလို့မြန်မာနိုင်ငံဆန်းသမားတင်ချုပ်ကထုတ်ပြန်ပါသည်